2025ခုနှစ်မှာအမျိုးသားညွညွရေးအစိုးရကတနိုင်ငံလုံးတိုင်းတာနဲ့စီးရေးလှုပ်ရှားနိုင်တဲ့အစွမ်းရှိရမယ်ဆိုတဲ့ပထမဆင့်စီရင်မြုံမှန်ချက်ပြည့်မီပြီဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကကပေါ်ညီနောင် project ဖွင့်ပွဲမှာပြောကြားခဲ့ပါတယ်။တနိုင်ငံလုံးအတိုင်းတာနဲ့အခု2025ခုနှစ်အတွင်းတည်တာထင်ရှားလာတဲ့အချက်ကအရင်စီးရေးလှုပ်ရှားနိုင်စွမ်းမရှိတဲ့ဒေသတွေကိုတုံ့ပြန်ပြီးစီးရေးလှုပ်ရှားနိုင်လာတာကိုတွေ့ရမှာဖြစ်တယ်လို့ဒါက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပထမဆုံးစီစဉ်ဆောင်ရွက်ချက်ဖြစ်တယ်လို့ကာကွယ်ဝန်ကြီးဦးရီမွန်ကရှင်းပြပါဗျ။အဲ့တော့နေမြေဆုံးမထိန်းချုပ်မှုလို့ကျွန်တော်တို့ပြောမယ်ဆိုရင်အခုအချိန်မှာတော်လိုင်းရေးတပ်တွေကရှိရေးရာရောဥချုပ်ရေးရာရောအပီးသတ်ဒါကျွန်တော်တို့တင်ပိုက်ပြီးဖြစ်တဲ့နေမြေတွေလည်းရှိနေပြီးရှိရေးရာပြီးမတ်သေးဘူးဆိုရင်တောင်မှနေမြေတစ်ခုလုံးကို စုမထိချုပ်ပြီးတော့အုပ်ချုပ်ရေးထူထောင်ထားတဲ့ဒေသတွေကတော့တနိုင်ငံလုံးတိုင်းတာနဲ့ဆိုရင်အမြောက်အများရှိနေပြီအထူးသဖြင့်စကိုင်းတိုင်းတိုင်းလုံးဆိုရင်ကျွန်တော်တို့85ရာခိုင်နှုန်းလောက်ထိကိုနေမီစုမထိချုပ်မှုရှိနေပြီလို့ပြောနိုင်တဲ့အနေထားပါအဲ့တော့တနိုင်ငံလုံးတိုင်းတာနေနဲ့ဆိုရင်အခု2025ခုနှစ်အတွင်းတည်သားထင်ရှားလာတဲ့အချက်ကတော့ကျွန်တော်တို့ အခင်စီလှူရှားနိုင်စွာအားနည်းနေခဲ့တဲ့ဒီတည်ဒီပင်လေအခုချိန်မှာတော့ပို့ပြီးတော့မှတိုးပြီးတော့မှစီရေလှူရှားနိုင်လာပြီဆိုတာတွေ့ရပါပါအဒါဒီပင်လေကဝေးဝင်းကြီးဌာနအနေနဲ့ဒါပထမအဆင့်ညွန်မစီစဉ်ဆောင်ရွက်ချက်လို့တို့လိုပြောလို့ရတယ်ပထမအဆင့်အနေနဲ့ကျွန်တော်တို့ကြိုးပမ်းခဲ့တာကတော့တန်တန်ရလုံးစီရေလှူရှားနိုင်စွာရှိဖို့ပဲ အခုဆိုရင်တော့ဒီစိတ်ကကျွန်တော်တို့ပွက်ပြေးပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့လှုပ်ရှားနိုင်စွာရှိပြီလို့ပြောနိုင်တဲ့အနေအထားဒါကျွန်တော်တို့ရောက်ခဲ့ပြီပေါ့ကဘော်ဒေတာကစကိုင်းတိုင်းအထက်ပိုင်းရှိကလေးခိုင်နဲ့တမူးခိုင်တို့ပါဝင်တဲ့လွင်ပြင်ဒေတာတစ်ခုဖြစ်ပြီးလက်ရှိမှာကလေးမျိုးနဲ့တမူးမျိုးကလွေပြီးကြံနေရာတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကစုမှုထားလို့အဲ့ဒီဒေတာကနိုင်ငံတစ်ခုလုံးလွတ်မြောက်ရေးအတွက် အရေးကြီးတဲ့ data တစ်ခုလို့ဦးမင်းကိုနိုင်ကပြောပါတယ်။ဒီကနန်းချီတဲ့စခန်းကြီးတွေကိုရအောင်သိမ်းနိုင်ခဲ့တယ်ဆိုတာပြီးတော့ဒီဘက်ကတော်လိုင်းဘက်ကပေးဆပ်မှုမပါဘဲနဲ့မရခဲ့ပါဘူး။အဲ့ဒီလိုပဲအသက်မဆုံးသည့်တိုင်အောင်ကိုင်းကစိတ်ပိုင်းတွေပေးခဲ့ရတဲ့ဒေါ်လာရေးသူရဲကောင်းတွေများစွာလေစင်းစောင်းအားနဲ့တကွကျွန်တော်အောင်တည်ထားရပါလေ။အဲ့တော့သူတို့ရဲ့ကုန်ကျစုတွေကိုရည်တံပြီးဒီဘက်ဒီတိုက်ပွဲတွေအနိုင်တိုက်ကြမဲ့နေရာမှာ စစ်တပ်ကိုယ်တိုင်ကလည်းဒီဒေသရဲ့အရေးပါမှုကိုသိနေတဲ့အတွက်ပေါ့နော်ကျွန်တော်တို့ဟိုတကယ်တမ်းအရေးအကြီးဆုံးကျွန်တော်ပွဲကြီးကိုအဆုံးဖြတ်ပေးမဲ့ area တွေကိုသိမ်းထားရမယ်ဆိုရင်ဟောဒီလိုအရှိမြောက်အနောက်မြောက်စသဖြင့်အပေါ်ကနေပြီးတော့ကားငယ်ပုံစံအုပ်ဆောင်ရင်းကိုဆင်းလာနိုင်မှုကအစဒီဒေသဟာအရေးပါပါတယ်ကျွန်တော်ခုနကတင်ပြခဲ့သလိုတစ်ဖက်ကအင်အားကြီးနိုင်ငံတွေရဲ့တိုက်တာနေတဲ့ရေချိန်တွေတော်လိုင်းပေါ်မှာအကဲဖြတ်မှုတွေကလည်း ဒီပုံမှာများသာမူတည်နေတဲ့အတွက်ကြောင့်အားလုံးကမိမိရဲ့ကိုယ်စားညံစွာရှိတဲ့များပေါ့ဒနာအင်အားတွေမကပါဘူးဒီတော်လိုင်းအောင်မှုဒီအစိတ်ပိုင်းအောင်မှုအတွက်လူအားတွေကဉာဏ်ပညာတွေရောဆက်ပြီးတော့ထိုင်ဝင်ကြမယ်လို့ယုံကြည်ပါတယ်အဲ့တော့တန်ကုန်လက်ကနေပြီးတော့တာဝန်ကျေစွာနဲ့သက်ဆွန့်သွားကြတဲ့ကျွန်တော်တို့ရဲ့သူရဲကောင်းတွေကိုလည်းဥညွင့်ရင်သူတို့ရဲ့မပြီးဆုံးသေးတဲ့တာဝန်တွေကိုဆက်ပြီးတော့ယူကြမယ်ကျွန်တော်ရဲပေါ်များဒီသူလူတို့ရဲ့ထောက်ခံအားပေးမှုကိုအပြည့်အဝယူပြီး ရပြီးပြပြီးအောင်မဲရတဲ့ဒီတိုင်းတိုင်းမှာဒီပြည်သူလူထုကလည်းကိုယ့်ရဲ့ရင်ဝယ်သားတွေဖြစ်တဲ့ဟောဒီလူမျိုးရေးတိုက်ပွဲဝင်သူတွေကိုအပြည့်ဆက်ပြီးတော့အားပေးနိုင်ပါသေးအချင်းချင်းအပြန်လန်ကောင်းစွာစောင့်ရှောက်နိုင်ကြပါသေးလို့ဆန်းကပေါ်ဒေတာကစကိုင်းတန်းထပ်ပိုင်းကိုစီးရပြီးသက်ရှင်နေမှုမလို့နိုင်သေးပေမဲ့အုတ်ချုပ်ရေးရပြည်သူအုတ်ချုပ်ရေးလေပတ်နေတဲ့ဒေတာဖြစ်ပြီးစစ်ကောင်စီကင်းစင်တဲ့နေမြေဖြစ်တဲ့အထိဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ကပေါ်ညီနောင် project ဖွံ့ဖြိုးတဲရောက်လာတဲ့ တော်လိုင်းအင်အားစုတွေကပြောပါတယ်။တနိုင်ငံလုံးတိုင်းတာနဲ့နေမီစိုးမိုးထင်းကျုံမှုအများပြားရှိနေပြီးစကိုင်းတိုင်းတိုင်းလုံးအခြေအနေအရ85ရာခိုင်နှုန်းရှိတယ်လို့တော်လိုင်းလေးနှစ်တာကာလအတွင်းပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ပြည်သူကာကွယ်ရေးတပ်မတော်တခုကိုပေါ်ဆောင်နိုင်မှုစိုးမိုးထင်းကျုံနေမီရရှိလာမှုနဲ့ပြည်သူအုပ်ချုပ်ရေးရန်နေရပေါ်ဆောင်လာနိုင်မှုဆိုတဲ့အချက်၃ချက်လှုပ်ဆောင်လာနိုင်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရင်မွန်ကပြောပါတယ်။